ဒီခေတ်စဉ်ကပြီးခဲ့တဲ့နိုဝင်ဘာအလယ်လောက်ကဖြစ်ကျွန်တော်ရုံးကဘတ်ဂျက်ခက်တောက်မှုကြောင့်အလုပ်ထုတ်ခံလိုက်ရတယ်။ဝန်ထမ်းဥယျာဉ်20ထဲမှာကျွန်တော်ကကန်ဆိုးတဲ့သူပါ။အဲဒါပေမဲ့ကန်ကောင်းရင်တော့အလုပ်သိရှာဖို့အတွက်အနေငယ်စုမိထားတဲ့ငွေတွေရှိနေခဲ့တယ်။ဂျက်တက်တပတ်အတော်ကြာအိမ်မှာပဲငုတ်တုတ်ထိုင်ပြီးလက်တော်ပေါ်ကအလုပ်ကြောင်ညာစင်းတွေကိုကြည့်နေခဲ့ရတယ်။လောက်ကင်တွေကလည်းရှားပါနေတော့လုပ်ငန်းရှင်တွေကလည်းမခေါ်ကြဘူး။ပထမနှစ်ပတ်အကြာမှာတော့စိတ်မရှိဖြစ်လာပြီးစက်ဝင်စားတဲ့အလုပ်တိုင်းကိုရှောက်ထားခဲ့ပြီးမြဲ အခုမှအဆင်မပြေခဲ့ဘူး။နောက်ဆုံးမှအခြား website တစ်ခုကနေအလောက်ကန်တဲ့တချို့ကိုတွေ့ပြီးတော့ရှောက်ထားလိုက်တယ်။ညနေပိုင်းမှာသူတို့တဲကတစ်ခုကနေ email စာတစ်စုံကျွန်တော်စီကိုရောက်လာတယ်။ manager zas ကိုတိုင်းကမိတ်ဆက်ပြီးတော့ email မှာလူတို့စစ်စစ်မဲ့အချိန်ကအတော်လေးနောက်ကျနေပြီနဲ့ညနေမှာ interview လုပ်ချင်တယ်လို့ရေးထားတယ်။ ျွန်တော်ကအဆင်သင့်မဖြစ်သေးသလိုမြင့်ဆိုရမှလည်းမတက်နိုင်ဘူးအလို့တစ်ခုရဖို့ကကျွန်တော်တို့အရေးကြီးနေတယ်အဲ့ဒါကြောင့်ဒီအခွင့်အရေးကိုလက်လွတ်မခံချင်ဘူးအချိန်တိုအတွင်းရောက်ရှိမှုကကျွန်တော်ဆေးရထက်တန်မှုကိုပြတ်တရာရောက်မယ်လို့ထင်ခဲ့အလို့ကကံမှန်ရောင်းဝယ်ရဲ့အလို့ဖြစ်ပုံရပြီးမယ်နားစာကကောင်းတယ်အင်တာဗျူးကိုသဘောတူလိုက်ပြီး Zack ကလိမ့်စာပို့ပါည9နာရီခွဲမှာအရောက်လာဖို့ပြောတယ်ကျွန်တော်အဆင်သင့်ပြင်ပြီး15မိနစ်ဆော့ပြီးရောက်သွားခဲ့ အဲ့ဒီနေရာအကြောင်းကိစ္စမလိလာထားတော့ဘယ်ကိုသွားရမှန်းမသိဘူး။ရောက်တဲ့နေရာကတင်းငက်တဲ့အဆောက်အဦတစ်ခုရဲ့ကားပါကင်ဖြစ်ပြီးမြင်ဘက်ကကြည့်ရင်အဆောက်အဦရဲ့အလုပ်ကဘာလဲဆိုတာမသိတော့ဘူး။ဒိဋ္ဌာနံပါတ်ပဲရေးထားတယ်။ရောင်းဝယ်ရေးအလုပ်ဖြစ်တော့ရုံးခန်းဖြစ်မယ်လို့ယူဆခဲ့။ဒါပေမဲ့မှောင်နေတဲ့ပြင် ကားပါကင်ထဲမှာလည်းလူတယောက်မှရှိမနေဘူး။တကုတ်ကုတ်မှားနေတယ်လို့ပဲ။ဒိဋ္ဌာကိုပြန်စစ်ကြည့်ပြီး Google မှာရှာတော့လေအဲ့ဒီနေရာပဲပေါ်တယ်။အဆောက်အဦနာမည်လည်းမရှိဘူး။ just ပို့တဲ့ email မှာပါတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ကြည့်တော့လေသူကပြတ်မဖြစ်ဘူးချိန်တော်ကြာဆက်ခေါ်ပေးမယ်ဖြေမရခဲ့ဘူး interview ချိန်တဲ့5မိနစ်ကျော်တဲ့အထိစောင့်ခဲ့ပြီးတဲ့နောက်ကျွန်တော်ပြန်ထွက်လာခဲ့တယ်မိတွေမောင်းနေပြီးသူကလည်းမရှိ interview သမားကလည်းအကြောင်းမပြန်လာတဲ့ဒီအရာအားလုံးကမကောင်းတဲ့အငွေ့အသက်ကိုခံစားနေနေတယ်အိမ်ပြန်ရောက်တော့အချိန်ဖုံးရတာနဲ့ပတ်သက်ပြီးစိတ်ဆုံးမိပေမဲ့ဒါကိုကြော်ဖြတ်ချင်တယ်ပုံမှန်လှုပ်ရှား website တွေကနေပဲဆက်ရှာဖို့ဆုံးဖြတ်လိုက် ဇက်စကမတော်တဆလိမ့်စာမပေးမိကြလားဘာဖြစ်လို့လဲဆိုတာမသိကြပေမဲ့အချိန်ပေါ်မထုံးတော့ဘူးရေခဲတက်တာတဲ့ကဘီယာတပူးကိုယူပြီးတေဝဖွင့်ပြီးဆိုဖာပေါ်မှာလှဲလောင်းနေရတယ်အလုံးမရှိတော့ညနေတဲ့အထိချိန်ထုံးနေမိတယ်ည10နာရီလောက်မှအိမ်ငိုင်လာပြီး TV ပိတ်မီးပိတ်ပြီးတော့အိတ်ခန်းကိုတက်သွားခဲ့တယ်အိယာတဲ့ဝင်ပြီးချက်ချင်းအိတ်ပြောသွားတယ်ရုပ်ပြည့်ကျွန်တော်နိုးလာတော့အခန်းကမောင်းနေအိယာတဲ့လဲနေရင်အခန်းတစ်ဖက်ကအတန်းတစ်ခုကြားလိုက်ရတယ် အိမ်ငိုက်နေတဲ့မျိုးလုံးနဲ့အမောင်နှက်ကအဝတော်ဝါသာငင်းရပြီးအင်္ကာတကားခွင်သာကိုကြားလိုက်ရတယ်။ကျွန်တော်ခန္ဓာကိုယ်ကတောင့်တင်းသွားပြီးဒါဟာတကယ်ဖြစ်နေတာလားလို့တောင်တန်တဲ့ဝင်ခဲ့တယ်။တကားဖွင့်ပြီးအမောင်နှက်ကလူတယောက်ခွက်လာတဲ့အခါမှာတော့ကျွန်တော်လက်မိအိယာကနေခုံဆင်းလိုက်တယ်။ဟုံးကိုကောက်ယူပြီးအခန်းရဲ့စန်းကျင်ဘက်ကိုပြေးခဲ့တယ်။အဲ့ဒီလူကမလုံးမရှက်နဲ့ကျွန်တော်ကိုမျက်စိတစုံလိုက်ကြည့်နေတယ်လို့ပဲ။ကျွန်တော်အခန်းကနေထွက်ပြေးပြီး911ကိုဖုန်းဆက်ခဲ့တယ်။အင်းရှေ့ channel မှာပဲရက်ပြီးအိမ်ထဲကလေကာကိုစောင့်ကြည့်နေခဲ့တယ်။ အန်ဒီရဲ့ရှိသူကိုဖမ်းမိမှာပဲလို့ယုံကြည်စိတ်နဲ့စောင့်နေခဲ့မိနစ်အနည်းငယ်ကြာမှရဲနှစ်ယောက်ရောက်လာအယောက်မှာလေကားကနေမဆင်းလာတာကိုမြင်ရတော့သူတို့ကိုနောက်ဆုံးမြင်ခဲ့တဲ့နေရာကိုပြောပြခဲ့အဲ့ဒီမှာပဲရဲတွေကသူ့ကိုအင်္ဂါထဲမှာပုံနေတော့တွေ့ပြီးတော့ကားပေါ်ကိုဆွဲတင်လိုက်ကြတယ်ဒီလူရဲ့ပုံမှန်တင်ရင်ကကျွန်တော်ကိုလန့်စရာဖြစ်စေခဲ့တယ်စီပေနေတဲ့ရှေးလျပြီးရှုပ်ွားတဲ့သပင်တွေညက်ပတ်တဲ့အဝတ်အစားတွေကြီးမားပြီးရိုင်းစမ်းတဲ့မျိုးလုံးကြီးတွေနဲ့သူကတခုမှမပြောဘဲငင်းနေခဲ့တယ် နောက်နေ့လောက်ကြတော့အဖြေတွေရခဲ့တယ်။ဒီလူကအင်တာနက်ပေါ်မှာအလုတ်ကြောင်ကြောင်အမျိုးမျိုးကိုသူ့ရောင်တင်ထားပြီးလူတွေကိုလဲစားနေခဲ့တာဖြစ်တယ်။ကျွန်တော်ရဲ့အိမ်လေးစာအချက်လက်တွေကိုကျွန်တော်ရဲ့ career ခိုင်ကနေကြားထားပြီးအင်တာဗျူးအတွက်အင်ကနေဖတ်သွားတဲ့ခြင်းကိုတိထားခဲ့တယ်။ဒါကြောင့်ကျွန်တော်မရှိခဲ့အိမ်ထဲကိုဝင်ခဲ့တာဖြစ်တယ်။ကျွန်တော်အိမ်နေတဲ့ချိန်မှာသူကအိမ်ထဲမှာရှိနေပြီးစေတန်ဒီအားလုံးကိုနားထောင်နေခဲ့တယ်။သူဘာလို့ကိုစီစဉ်ထားလဲဆိုတာကိုတော့ သူကိုယ်တိုင်ခွင့်မပြောခဲ့တဲ့အတွက်ကျွန်တော်ဘယ်တော့မှသိရမှာမဟုတ်ဘူး။